ရှလောမ်လမီတာစုများအားလုံးကိုနှုတ်ဆက်ပါရယ်မြန်မာဝါရှစ် Ministry International ကနေကြိုဆိုပါရယ် MWTV မြန်မာဝါရှစ် Television Program ကိုကြည့်ရှုခွင့်အားယူလို့ကျေးဇူးတင်ပါရယ်မကြာခင်မှာအသက်ရှင်တော်ဖျိုင်းနှုတ်ပတ်တော်ကိုခံရရမှာဖြစ်ပါရယ်တံပိုးဖြစ်လို့မရတဲ့ဖျိုင်းနှုတ်ပတ်တော်များခံယူတဲ့အခါမှာနှလုံးသားများကိုပြင်ဆင်ထားကြရအောင်ဂျမ်းစာအုံးနဲ့နှုတ်ပုများကိုလည်းပြင်ဆင်ပြီးတော့မှအမှတ်သားထားကြရအောင်ဒီနေ့နှုတ်ပတ်တော်အားဖြင့်ဖျားကစကားပြောမယ်ဆိုတော့ယုံကြည်ပါရယ် နောက်ပတ်လင့်ကိုလည်း share ပေးဖို့ရန်အတွက်တောင်းဆိုပါရစေအရောက်တိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ Shalom အရောက်စီတိုင်းကိုယေရှုနာမ၌ကြိုဆိုပါရစေဒီကနေ့လည်းဆန်တဲ့ဆန်မကနောက်ပတ်တော်ဟောပြောတဲ့အခါမှာအရင်ဒီနောက်ပတ်တော်တွေကျွန်တော်တို့ဟောပြောပြပါပြီဒါမဲ့ဒီနေ့မှာဆွေးနွေးတဲ့ပုံစံနောက်ပြီးတော့ ယုံကြည်သူတွေကသိချင်တဲ့မေးခွန်းလေးတွေရှိတယ်ဆိုတော့ဒီကနေ့ပုံစံကတော့တခြားဟောနေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အားလုံးကိုပို့ပြီးတော့နားလေစီချင်တဲ့ပုံစံနဲ့ဆန်နေဆန်ပါကဆွေးနွေးပြီးတော့ ပြောသွားမယ့်အစီအစဉ်ပဲဖြစ်တယ်။ဒါကြောင့်ဒီနေ့ဆရာမရေးပါအကြောင်းဆွေးနွေးကြဖို့ရှိလေ။ဟုတ်ကဲ့ဆိုတော့ဒီနေ့ Grow with David မှအစီအစဉ်ကနေပြီးတော့မှကျွန်တော်တို့ဖျားခင်ပြင်ဆင်ပေးထားလက်နဲ့စုံများအကြောင်းကိုကျွန်တော်တို့တွေပြောလာခဲ့ကြရဲအရာတိုင်းလည်းကောင်းကြီးရှိမယ်ခွန်အားရှိမယ်လို့ယုံကြည်တယ်။နောက်တက်စာတီတို့ကပန်းကိုကျွန်တော်တို့ပြောပြပြီးဖြောင့်မတ်ခြင်းရေတစာကြောင်းကျွန်တော်တို့ပြောပြပြီးဒီနေ့မှာတော့အာအင်္ဂလီဟောပွဲပြင်ဆင်တဲ့ခြေဆွအကြောင်းကိုကျွန်တော်တို့ပြောမှာဖြစ်တယ်။ခြေဆွဆိုတော့ ခြေနင်းပေါ့နော်ဖဏတ်လို့လည်းပြောလို့ရမှာထင်ပါတယ်နော်ဆိုတော့အေးဝင်ကလေးခြေစွဆိုတော့ကျွန်တော်ကမြန်မာစကားမှာကြတော့ဖဏတ်နဲ့ခြေစွကနှစ်ခု မတူဘူးလေနော်ဆိုတော့ခြေစွလို့ပြောတဲ့ခါမှာတော့ဖဏတ်ဆိုတဲ့သဘောတရားဝါကိုပြောချင်းဖြစ်တယ်ဆိုတာကိုအရင်ဆုံးပြောပြချင်းတယ်ဟုတ်ကဲ့ဆိုတော့ကျမတို့ဒီအစီအစဉ်အတွက်ဖရဲလက်တော်ထဲမှာတတများအားလုံးကိုစက္ကအနှံကြရအောင် အသက်ရှင်တော်မူသောသာရဖရာကိုရောကိုယေရှုတင်ပါれ grow with david messi အစီအစဉ်မှာကိုရောရှင်ရဲ့နှုတ်ပတ်တော်ကိုကြားနာခွင့်ရရှိမှာဖြစ်လို့ယေရှုကိုချီးမွမ်းပါတယ်ဒီနေ့ပြောမယ့်နှုတ်ပတ်တော်ဒီဆွေးနွေးမယ့်အရာအားလုံးဒီတကယ်ပဲယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့တက်တာတို့လိုအပ်တဲ့အရာများဖြစ်တဲ့အတိုင်းပဲဝိညာဉ်တော်ဖရာကသားွေးနားလဲနိုင်မှမိကြောင်းမာစာပေးတော်မူပါဒီရဲ့ပြောဆိုဆွေးနွေးတဲ့အရာများအားဖြင့်ယုံကြည်သူများရဲ့တာတိတီးတဲ့မှာအမြဲတမ်းအစင်သက်ရှိပြီးတော့မှဝိညာဉ်အရာဆက်ပွဲတိုင်းမှာအောင်မြင်တော်သူများဖြစ်ပါမိကြောင်းတန်ရှင်တော်ရဲ့ဘက်ကလမ်းပြပို့ဆောင်ပေးပါ ချိန်နိုင်အလုံးကိုစက္ကတ်တဲ့အခါမှာကေတင်ရှိယေရှုဖျိုင်းနာမှောက်ကိုမြှုပ်ပေးဆုတောင်းအားနှံကြပါ၏အာမင်အာမင်ဆိုတော့ကျမတို့တွေအဒီရဲ့ဆွေးနွေးခြင်းကတော့အာတကယ်ပဲကျမရဲ့တက်တာထဲမှာလည်းဒီရဲ့ဝိညာဉ်ရေးရလက်နဲ့အကြောင်းပုံမှန်နားလည်ခွင့်ရရှိတယ် အရင်ဆုံးကျမတို့ဟိုဘောနော်ဝိညာဉ်လက်နဲ့နဲ့ပတ်သက်ပြီးမှတီးရမယ့်အရာကဘာလဲဆိုတဲ့အခါမှာကျမတို့ကဆရာခန်းနာပြောတဲ့မြဂါထာရွတ်တယ်လို့ပဲကျမတို့ကနေမှဒါရိုက်ဒါရိုက်ဒါရိုက်ဝတ်ဆင်တယ်ပြောပြီးမယ်ဒါပေမဲ့အဲ့ရဲ့နောက်ွယ်မှာလေးနဲ့တဲ့အာအတိတ်ပဲအများကြီးရှိနေတယ်ဆိုတော့ကပန်းစီးတယ်လို့ပြောတဲ့အခါမှာတစ္ဆာမရှိဘဲနဲ့ဗဆက်ကနေကပန်းစီးနေလို့ဘာမှလက်နဲ့ဆုံမဖြစ်နေဘူးဟုတ်ကဲ့လက်နဲ့ဝတ်နေတာမဖြစ်နေဘူးပေါ့နော်ဆိုတော့တစ္ဆာကိုကပန်းနဲ့ကျန်းစာထဲမှာပြောတဲ့အခါမှာလေ တစ္ဆာရှိရမယ်အဲ့ဒီသဘောဖြစ်တယ်ဆိုတော့ဒီကနေ့ဆိုရင်လေအေဝင်ဂလီခြေစွတ်ဆိုတော့အေဝင်ဂလီဟောခြင်းကို ပုံဆောင်တာဖြစ်တယ်ဆိုတော့အေဝင်ဂလီခြေစွတ်ကိုဝတ်ပါရဲဆိုပြီးတော့အင်းကနေမထွက်လို့လည်းမရအောင်လေနော်ဟုတ်တယ် တော့အဲ့ဒါအဲ့မှာတမလေးနဲ့တဲ့အရာဖြစ်တယ်ဆိုဝိညာဉ်လက်နဲ့များပြောရခါမှာကျမတို့ကဒီအရာတွေကို wish in time လို့ရှိရင်ကျမတို့မမြင်ရတဲ့ရန်သူကကျမတို့ကိုတိုက်ခိုက်ဖို့ရန်သူအိမ်မှာတမခက်သွားမှာဖြစ်တယ်နော်ဆိုတော့ကျမတို့ဒီနေ့ဆွေးနွေးမယ့်အရာကိုအာဆက်လက်ပြီးတော့မှခွန်အားယူဖို့ရန်သူအလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဆိုတော့နံပါတ်၁အနေနဲ့အာမေးချင်တဲ့အရာရှိတယ်အဲ့ဒါကတော့ဗာလဲဆိုရခါမှာအေယွန်ကလီဟောပြောဖို့ရန်သူပေါ့နော်ကျမတို့ပြင်ဆင်တဲ့ခြေဆွဆိုတာဗာလဲဆိုတော့အေယွန်ကလီဟောပြောဖို့ရန်အတွက် င်အစင်သင်ဖြစ်နေလားအာမင်ဒါအရေးကြီးတယ်ဆိုတော့ဧဝံဂေလိပြောဖို့အစင်သင်ဖြစ်ကို ဖြစ်နေရမယ်ဆိုတော့သဘောเนาะကယ်တင်ခြင်းတရားကိုဟောပြောဖို့အသင့်အနေထားဆိုတော့ကျွန်တော်အိမ်မှာနေရင်ဖဏမစီဘူးဒါပေမဲ့ပြင်သွားမယ်ဆိုရင်ဖဏစီတယ်အတိတ်ပဲပါလေသွားရုံပဲเนาะဖဏစီလိုက်ပြီဆိုကြရာသွားရုံပဲဆိုတော့ကလေးတွေအာတွေ့ဘူးတာပေါ့เนาะကလေးတွေကဘယ်လိုမျိုးရှိတတ်လဲဆိုတော့ သူတို့အဲအပြင်သွားမယ်ဟေးဆိုရင်သူတို့ကလင်းငယ်လေးတွေဆိုရင်ဖနက်အရင်ဆုံးယူလာအဲစကားမပြောတတ်သေးဘူးသူတို့ဖနက်ကိုယူပြရတယ်ဆိုရင်ဒါသူပြင်သွားခြင်းပြီးစသဖြင့်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကနားလေဖို့ကဒါကြောင့်အေဝင်ကလေးဟောပြောဖို့ရန်အတွက်ပြင်ဆင်နေဆိုတဲ့အရာဒီအသစ်ပြင်ဆင်ထားခြင်းခြေစွတ်ဆွတ်တယ်ဆိုတာအသင်ပြင်ဆင်ထားခြင်းဖြစ်တယ်။ဒါပေရနေကျွန်တော်သိလဲဆိုရင်တော့ A ဖက်6 အပိုင်ငယ်30ရက်နေ18မှာပါတယ်ဒါပေမဲ့ဒီနေ့တော့ပိုင်ငယ်15ငြိမ်သက်ခြင်းနဲ့ရှင်တော်ဧဝံဂေလိတရားကိုဟောပြောအပ်သောငါပြင်ဆင်သောအဖြစ်တည်ဟူသောခြေစွပ်ကိုဆွလျက်ခံရကြလောဆိုတော့အတိပေကတော့ကျွန်တော်တို့ ခြေစွပ်ကိုအသစ်ပြင်ထင်ပြင်ဆင်ထားပါဆိုရဲအဓိပ္ပာယ်ဖြစ်ပါတယ်။တနည်းအားဖြင့်အများရမဲ့ ready ဖြစ်နေရမယ်ဆိုရဲတက်တာပေါ့နော် ready ဖြစ်နေရမယ် ready ဖြစ်ရမယ်အထူးဖြင့် ugly hall ဖို့ရန်အတွက် ready ဖြစ်နေရမယ်ယုံကြည်သူတယောက်ရဲ့တက်တာမှာ yes amen ဆိုတော့အစ်မတမကောင်းတဲ့အရာဖြစ်တဲ့ ugly hall ဖို့ရန်ပြင်ဆင်တဲ့ခြေစွပ်ဆိုတာဘာလဲဆိုရဲမေခွန်းကတော့အသင်ရှိနေတဲ့တက်တာအသင်ရှိနေရမယ် amen amen ဆိုတော့ကျွန်တော်တို့နောက်တစ်ခုကြွားရအောင်လေနော်ဆိုတော့နောက်မေခွန်းတစ်ခုကဘာလဲဆိုတဲ့အခါမှာအင်္ဂလိပ်ခြေစွပ်က ဘာကြောင့်လက်နဲ့စုံထဲမှာပါတာလဲอืมသူဆက်နေလीเนาะဘာလို့လဲဆိုတဲ့အခါမှာကျမတို့ကလက်နဲ့စုံလက်နဲ့စုံလို့ပြောပြီးဆိုလို့ရှိရင်ကျမတို့တိတာကဓာရီပါမယ်ဒိုင်းလွားတွေပါမယ်အုတ်ထုတ်တွေနော်စသဖြင့်ကျမတို့တွေကနားလည်ထားပေါ့လောဝက်ပန်ပေါ့လက်နက်တွေဆိုလို့ရှိရင်တကယ်ကိုတိုက်ရမယ်လက်နက်တွေလို့ကျမတို့ယုံကြည်ဒါပေမဲ့ဒီမှာကျတော့အင်္ဂလိပ်ခြေဆုပ်ကိုဘာကြောင့်လက်နက်စုံထဲမှာထည့်ရလဲအင်မတန်မှထူးဆန်းတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့အင်္ဂလိပ် ကလက်နဲ့ဆုံထဲမှာ ခြေစွပ်အဖြစ်တတ်တယ်ဆိုတာကဧဝံဂေလိကခီးသွားတယ်။ဧဝံဂေလိကအဝေးကြီးကိုသွားဖို့ရန်အတွက်ပြင်ဆင်ထားတယ်။ဆိုတော့ဒီအရာကိုစာတန်ကလည်းတားဆီးတယ်။နှုတ်ပတ်တော်ထဲမှာကျွန်တော်ကြည်အောင်နှုတ်ပတ်တော်ထဲမှာဘလို့ပြောထားလဲဆိုတော့ဒီဧဝံဂေလိသွားတဲ့အခါမှာဘာတွေကြုံရတတ်လဲဆိုတာကိုအာရှင်ပေါလုကပြောထားတယ်။ နှစ်ကောခန်းကြီးလေးပိုင်ငယ်၃နဲ့လေးမှာဒီလိုပြောတယ်။ငါတို့ဟောပြောသောအဝင်ကလေးတရားသည်ဖုံးအုပ်လျက်ရှိလျင်ဆုံးရှုံးခြင်းသို့ရောက်သောသူတို့အားသာ ဖုံးအုပ်လျက်ရှိ။ထို့သောမယုံကြည်သောသူတို့အားဖျားသခင်ပုံတရံတော်တည်ဟုသောခရစ်တော်ဤဘုံအသီးရင်နှင့် ပြည့်စုံသောအဝင်ကလေးတရားဤအယောင်သည်အလင်းကိုမပေးစေခြင်းကဆိုတော့ဒီမှာကြည်လိုက်ပါတော့ခရစ်တော်ရဲ့ဘုံအေဝံဂေလိတရားရဲ့အယောင်မလင်းဖို့တဲ့ဘာလို့လဲ ဤလောကကိုအဆိုးရသောဘုရားသည်သူတို့ဤဉာဏ်မျက်စိကိုကွဲစေ၏ဆိုတော့ဧဝံဂေလိဟောတော်မယ်ဆိုရင်ဉာဏ်မျက်စိကိုကွဲစေတယ်လို့ပြောတယ်อืมဆိုတော့အဲ့လိုကွယ်ဖို့ရန်အလင်းသွားပေးမဲ့သူတွေကသွားဖို့လိုတယ်ပြင်ဆင်ဖို့လိုတယ်ပြင်ဆင်ဖို့လိုတယ်ဒီအဖြစ်ဒီရဲ့အင်္ဂလိပ်ခြေဆွလို့ပြောတဲ့ရာလက်နဲ့ဆောင်မှာရှီကိုရှီရမယ့်ရာကပါလက်ဆွဲခါမှာဖျားကနေမှအရောက်ချင်းစီတန်းကိုကဲတင်ချင်းဟောဖို့ရန်အတွက်အာ အစင်သိရှိနေပွင့်အတွက်လိုရောရှိတယ်အကြောင်းမလို့အဲ့ဒီရဲ့ကေတင်ချင်းကိုတားစီးတဲ့အရာကရှိနေတဲ့အခါမှာသွားဖယ်ပေးရမှာပေါ့ဖယ်ပေးရမယ်အင်းတော့ဖယ်ပွေးပွေးရန်အတွက် ခီးထွက်ရတော့မယ်ခီးထွက်ဖို့ပါလို့လေဖနှက်လို့ရယ်ဆိုနောက်တစ်ခုကတော့ဒီယောမစစ်သားတွေကိုကြည်တာဟုတ်ဆိုတော့ရှင်ဘောလူကဒီယောမစစ်သားတွေကိုသူကြည်တဲ့အခါမှာသူဘာသွားတွေ့လဲဆိုတော့သူလက်နဲ့ဒီထဲမှာယောမစစ်သားတွေကခီးပေါင်းများစွာသွားရတယ် မိုင်ပေါင်းများစွာလမ်းလျှောက်ရတယ်။အဲ့ဒီလမ်းလျှောက်ဖို့ရန်အတွက်ဖနက်ကမပါလို့ကိုမရအောင်။အဲ့နမပိုင်ကြံနေလက်နဲ့ဒီဘလောက်ပဲဟုတ်တယ်ရှေ့ဆက်သွားလို့မရရန်ကြီးလည်းဘလို့မတိုက်လို့မရတိုက်လို့မရဆိုတော့လက်နဲ့ဒီကအရန်ညားနေမယ်အင်းအဲတဲရတာခါမှာလေးတယ်အဲ့လိုခီးသွားတဲ့ခါမှာအင်းဖနက်ပါဖို့လိုတယ်ခြေစွတ်ပေါ့နော်ဒီမှာခြေကိုစွတ်တဲ့အရာလို့ပြောတဲ့ခါမှာဖနက်လို့ပဲပြောပါစို့နော်ဆိုတော့အဲ့လိုမျိုးရှိတယ် ။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအေးဝင်ကလေးကိုဟောဖို့လိုတယ်။ဒါပေမဲ့အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ now မေခွန်းတစ်ခုကလည်းရှိလာတာပေါ့နော်။လက်နဲ့စုံနေမှာပါတယ်။ now ဆိုတော့နံပါတ်3မေခွန်းတစ်ခုပေါ့နော်။အဲ့ဒါဂျေဇုပြည့်ဆင်မှာဖြေပေးပါဆိုတော့နံပါတ်3မိခွန်းကပါလဲဆိုတော့ဒီဝိညာဉ်စစ်ပွဲတွေမှာဘာကြောင့်အေးဝင်ကလေးခြေစွတ်လိုအပ်တာလဲอืมတိုက်ကောင်းတဲ့မိခွန်းဖြစ်နေတာတော့ပါတယ်လို့ ပြောတယ်လေနော်ပါတဲ့အပိုင်းပြောတယ်ဒါပေမဲ့ဒီချိန်ကျတော့လိုအပ်တာလေအရန်လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ခါမှာကဲတင်ချင်းမပြောဘူးဆိုလို့ရှိရင်ကျမတို့ဝတ်နေတဲ့လက်နဲ့ဆုံကမစုံလင်ဘူးဆိုတဲ့ဘောကိုတက်ရောက်တယ်အကြောင်မလို့ဝိညာဉ်ဆက်ပွဲထဲမှာအင်္ဂလိပ်ခြေဆွတ်ကဆွတ်ကိုဆွတ်ရမယ့်အရာတစ်ခုဖြစ်တယ်နောက်တစ်ခုကကျတော့ကျမတို့ယုံကြည်သူတယောက်အနေနဲ့အာကျမ်းစာထဲမှာဆိုရင်စစ်သားလို့နိုင်ရှင်ထားတာလေနော်ဆိုတဲ့အခါမှာရောမစစ်သားကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်တို့တွေက အပြည့်စုံဝတ်ဆင်ထားတယ်အဲ့ဒါပြီးတော့မှတို့ကသွားလေးရှိတယ်စက်တိုက်လေးရှိတယ်အနည်းအားဖြင့်ကျမတို့ကအပြည့်စုံတော့ရှိနေပါရဲ့ဒါပေမဲ့ကျမတို့သွားရမယ့်နေရာကိုမသိနေဘူးကျမတို့ဘာရည်ရွယ်ချက်နဲ့ဒီဟာရည်ဝတ်ထားပြီးတော့မှဘာရည်ရွယ်ချက်နဲ့ဘယ်ကိုသွားမလဲဆိုတာကိုမသိဘူးဆိုလို့ရှင်လေတိုက်ပွဲကမအောင်မြင်နိုင်ဘူးอืมဒါကြောင့်မလို့ကျွန်တော်တို့တာရမှာဒီရဲ့အဲမေခွန်ပေါ်ဝိုင်းရင်ဆက်ပွဲမှာအင်္ဂလိပ်ခြေဆွပါရဆိုတာက direction ကိုပြတာလည်းဟုတ်တယ် ဆိုတော့ကိုကိုသွားတဲ့ပန်းတိုင်ကိုကိုရနေမှဒီရဲ့ခြေဆုပ်ကိုဆွတ်ချင်အပြင်ဘယ်သွားရမလဲဆိုတော့တည်တယ်ကိုကဘာကြောင့်မလို့ဒီဆက်ပွဲကိုကိုတိုက်နေရလဲဆိုတော့လည်းပုံနားလဲရတယ်နောက်တစ်ခါကျတော့ကိုကအနေနဲ့ရေရှည်သွားရမယ့်အရာပေါ်မှာကြန့်ခိုင်နိုင်ဖို့ရန်အတွက် yeah တခြားလက်နဲ့တွေကိုထမ်းနိုင်ဖို့ရန်အတွက်ဒီခြေစွပ်ကကိုအများကြီးအထောက်အပံ့ဖြစ်စေတယ်ရုတ်တရက်ကြီးလိုက်မယ်ဆိုရင်တော့ခြေစွပ်ကလက်နဲ့လို့တော့မထင်ရအောင်လေနော်ဖနက်က မထင်ရအောင်အမေအရန်အလိုအဆုံတခုလဲဖြစ်နေပြန်ရောဝိညာဉ်ရဲ့ဆက်ပွဲထဲမှာဆိုလို့ရှင်ဒီခြေစစ်မပါဘဲနဲ့တော့ကျမတို့ဆူညာကလို့ထိနိုင်တယ်ခြေောက်တွေတိုင်ရရနိုင်တယ်အမျိုးမျိုးဖြစ်နိုင်တယ်ရေဆက်သွားနိုင်မှာမဟုတ်တော့ဆိုတော့စင်မခနပြောတဲ့ခါမှာဒီလက်နဲ့လို့မထင်ရပေမဲ့အဲလက်နဲ့ထဲမှာလည်းအရေးကြီးတဲ့အရာ ဖြစ်နေပြန်ရောဆိုတော့ယုံကြည်သူတယောက်ကိုကြည့်မယ်ဆိုရင်လေအေးဝင်ကလေးမဟောရင် မပြောရင်အစင်ပြေသလိုလိုတော့ရှိသလိုလိုပဲเนาะဒါပေမဲ့ရေရှည်သွားနိုင်ဖို့အတွက်ဒါမှမဟုတ်ရင်ခုနကစမပြောတော့ဥတီယာဥတီယာဟုတ်ရဲ့ဥတီယာရောက်နေတာ ပျောက်နေတာမျိုးဖြစ်ဖို့ဥတီချက်ရွယ်ချက်ပျောက်နေတတ်တယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီလောကမှာအသက်ရှင်နေအရာကနော်ကျွန်တော်တို့ကတစ်ခါကျန်ထင်တတ်တယ်အာကောင်းကောင်းနေဖို့စားဖို့ဝတ်ဖို့မိသားစုဆင်ပြေဖို့ဒါတွေမမှားပါဘူးဒါပေမဲ့ဒီလောကမှာဖခင်ကကျွန်တော်တို့ကိုထားရရွယ်ချက်ကလောကရဲ့အလင်းလောကရဲ့စားဖြစ်ဖို့ရန်အတွက်ဖခင်ကနေမှာထားထားရရဖြစ်တဲ့ဒီနည်းအားဖြင့်သူ့ရဲ့ကယ်တင်ခြင်းတရင်စကားကိုဟောပြောဖို့ရန်အတွက်တပါးတော့သူကိုပြန်လဲ share ပေးဖို့ရန်အတွက်ဖခင်ကကျွန်တော်တို့ကိုခေါ်ထားခြင်းလည်းဖြစ်တယ်အကြောင်းမလို့လဲနှုတ်ပေါ်တော်ထဲမှာဗာပြောထားလဲဆိုတော့ခါမှာယောမ အာ30အငယ်15မှာဆိုလို့ရှင်လူကိုမစေလွတ်လင်းတဲ့အဘယ်တို့ဟောပြောနိုင်မည်နီထို့တို့နှင့်အညီကြမ်းစာလာသည်ကငြိမ်သက်ခြင်းဝမ်းမြောက်စေတဲ့တွင်ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စေတဲ့တွင်ကိုကြားပြောတော်သူ၏ခြေတို့သည်အလွန်တင့်တယ်စွာတကားဟုလာသည်တဲ့ဝါဟောဆိုတော့ဧဝံဂေလိခြေဆုဆုကိုဆုရမယ်ဆိုတဲ့အရာကိုလည်းယောမထဲမှာပြောထားပြန်ရောအကြောင်းလဲဆိုကမှာဒီမှာစဉ်းစားကြည့်တဲ့အခါမှာဒီလက်နဲ့ဆောင်ရင်ထဲမှာဆိုရှင်ဒီဧဝံဂေလိခြေဆုကအင်မတန်မှအရေးကြီးတဲ့ အစိပ်ပိုင်းတစ်ခုဖြစ်နေတာကိုလည်းစိတ်လွတ်ခြင်းဆိုရရပါဟုတ်တယ်နော်။တရားရဲ့စိတ်လွတ်ခြင်းကိုဘယ်သွားမလဲကိုရဲ့ယူရချက်ကပါလဲကိုပန်းတိုင်ကပါလဲအဲ့ဟာကိုကြာကြာသွားနိုင်ဖို့ရန်အတွက်ဒီအင်္ဂလိပ်ခြေဆွကြီးကကျွန်မတို့တာထဲမှာရှိနေဖို့ရန်အတွက်လိုအပ်တယ်ဆိုတာကိုလည်းအများကြီးထင်ရှားစေတာပေါ့နော်။ခုနဖက်သွားတဲ့ဂျမ်ပိုက်ဆိုလို့ရှိရင်ဟေရှာက50နှစ်ထဲမှာလဲရေးထားရပါပေါ့နော်။ငြိမ်သက်ခြင်းဤဝမ်းမြောက်စရာတည်င်းကိုတဲ့ကြားပြောတော်သူကဲတင်ချင်းကောင်းကျိုးချမ်းသာဘဝမြောက်စတဲ့တည်င်းကိုကြားပြောတော်သူ သင်ဖိယားသခင်ဆိုးဆန့်တော်မူဤဟုဇီယုံမျိုးအားပြောတော်သူဤခြေတို့သည်တောင်ပေါ်မှာအလွန်တင်းတယ်လှစွာတကားတဲ့ဝါး ကဲတင်ချင်းဟောပြောရခြေတော်ဒီအမတန်မှလှပါလှပါတယ်အာမင်အာမင်အဲ့ဒီလှပါခြင်းကြတော့ဟို moral လို့ဟုတ်လားခြေတော်သွဲတာ၏နော်ခြေတော်ခြေတံလေးဖြောင်းနေတာအဲ့ဒါကိုပြောချင်တာမဟုတ်ပဲねမဟုတ်ဘုရားအမြင်မှာအင်းအမတန်မှဂုံရှိတော်သူတွေဖြစ်တယ်ဆိုတော့ဟေရှာယကလည်းဒါကိုပြောတာလည်းအကြောင်းရှိတယ်လေနော်ဆိုတော့ဟေရှာယအဖွင့်မှာဆိုရင် तू ကဘုရားရဲ့ဒီ throne room ဆိုတဲ့ ဖရားရဲ့ပလင်ကိုရောက်သွားတဲ့အခါမှာဟာသွားပြီငါတော့သွားပြီသူစိုးရိမ်နေလေနော်ငါတော့ငါတော့အသက်မရှင်သင့်တော့ဘူးဒါမဲ့သူ့ရဲ့နှုတ်ကိုမိခဲနဲ့ကောင်းကင်မန်တိုးတဲ့အခါမှာဘသူသွားမလဲဆိုတော့သူကဘာပြောလဲကျွန်တော်ရှိပါတယ် send me စေလို့ပါဆိုတော့အေဝင်ဂလိခြေစွတ်ဆိုတာကတော့သွားမယ်နော်သွားမယ်ဟောမယ်ဟောမယ်လူတွေကိုနောင်နာလန်တဲ့ကိုဆွဲခေါ်ပေးမယ်ဆိုရက် အာဒီ message တစ်ခုကိုကျွန်တော်တို့အနေနဲ့ယုံကြည်သူများတက်တာထဲမှာတည်နေဖို့ရန်တော့အရေးကြီးတယ်ကိုဆိုရင်ကျွန်တော်တို့ယုံကြည်သူဖြစ်လာတာတစ်နှစ်ရှင်ရှိမယ်လပိုင်းမဲ့ရှင်ရှိမယ်နှစ်ပေါင်းနေအကြာရှင်ရှိနေမယ်ဒါမဲ့တင်းရဲတာထဲမှာအာတင်းရဲဥတည်နေတဲ့အရာတွေကကဲတင်ချင်းချင်းစကားဟောပြောခြင်းသူတစ်ပါးကိုပြန်လည်ပြောမှ sharing လုပ်ပေးခြင်းကမဟုတ်နေဘူးဆိုလို့ရှိရင်ဒီနေ့ဒီကြားနာတဲ့နှုတ်ပတ်တော်ပြင်ဘုရားကတင်းကိုပြန်လည်စကားပြောနေမယ်ဆိုကျွန်တော်တို့တကယ်ပဲယုံကြည်တယ်မျှော်လဲမျှော်လင့်တာဖြစ်တယ်။ဘာကြောင့်လဲယုံကြည်သူတယောက်ဖြစ်လာပြီဆိုလို့ရှိရင်ဒီ ဲ့ခြေဆွတ်ကသင်ရဲ့တက်တာအတွက်အင်မတန်မှအရေးကြီးတဲ့ခြေဆွတ်ဖြစ်တယ်။ဘာကြောင့်လဲ?ဖခင်ရခင်ရဲ့တည်င်းစကားလောက်ကောင်းမြတ်တဲ့တည်င်းစကားမရှိဘူး။ Yes ။ဖခင်ရတည်င်းစကားဟောပြောတဲ့ခြေတောက်လောက်ဖခင်ခင်ကလှပတဲ့တင့်တယ်ဆိုပြီးတော့မှနော်ကျမ်းစာထဲမှာပေါ်ကျူးထားတဲ့အရာလည်းမရှိဘူး။ဒါကြောင့်အင်မတန်မှကောင်းမြတ်တဲ့အရာဖြစ်တယ်။နောက်မေးခွန်းတစ်ခုပေါ့နော်။ဆရာကမေးချင်တယ်။အင်္ဂလိပ်ခြေဆွတ်ကလူတိုင်းဝတ်ဖို့လိုလား။လူတိုင်းဝတ်ဖို့လိုလားဆိုတဲ့အရာပေါ့နော်။ ဆိုတော့ဧဝံဂေလိကိုလူတိုင်းလှုပ်တင်လားဆိုတဲ့အဓိပ္ပာယ်လေးဟုတ်တာပေါ့။နော်ဆိုတော့ကျွန်တော်မေးခွန်းကတော့ဧဝံဂေလိကိုလူတိုင်းလှုပ်ရမလား။음။ဝေါ။လူတိုင်းလောရမယ်လူတိုင်းလောရမယ်ယုံကြည်သူတိုင်းယုံကြည်သူတိုင်းနဲ့ဆိုင်တယ်ဆိုတော့သင်အခုဒီနေ့နားထောင်တဲ့ခါမှာအေဝင်ဂလိမပြောဘူးသေးဘူးဆိုရင်မပြောတတ်ဘူးအော်မပြောတတ်ဘူးဆရာတို့ပဲပြောဆရာမတို့ပဲပြောမပြောတတ်ဘူးအသက်သာဘလို့ပြောင်းလဲလာလေလူတွေက ပြောခြင်းဆိုတဲ့ခါမှာနှုတ်နဲ့ပြောတာရှိသလိုအသက်တာနဲ့ပြောလို့ရတယ် yes เนาะအသက်တာနဲ့ဟာဒီတယောက်ထူးခြားသွားတယ်သူယင်တော့အလိုမဟုတ်ဘူးခရစ်တော်ရသွားတဲ့ခါမှာသူ့ရဲ့အသက်တာထူးခြားသွားတယ်ဒါကိုကပြောနေပြီဒါပေမဲ့အနည်းဆုံးတော့ခရစ်တော်ရဲ့ကယ်တင်ခြင်းလဝါကားတိုင်းမှာအသေးခံခြင်းဟာမိတ်ဆွေအတွက်ဖြစ်တယ်ဆိုတဲ့အရာတော့အနည်းနဲ့များတော့ပြောဖို့လိုတယ် နော်ကျွန်တော်တို့အာကျွန်တော်တို့ကဘာဖြစ်တတ်လဲဆိုတော့ကြောက်တာလေဟိုတို့ပြန်မေးလာရင်မဖြေတတ်မှာတို့အာဒါမှမဟုတ်ရင်တခုခုပေါ့နော်ဒါပေမဲ့ကျမ်းစာဘယ်လိုပြောလဲဆိုတော့တကယ်တော့ဧဝံဂေလိသတင်းစကားယံငိမ့်ခြင်းတရားလို့ပြောတယ်ဘာကြောင့်လဲဆိုတော့ဒီမှာမသင်ငါအပိုင်ငယ်ကိုမှလည်းဒီလိုပြောတယ်သူတပားချင်းခရံပြုခြင်းကိုငိမ့်စေတတ်တော်သူတို့ဒီမင်္ဂလာရှိအเจ้าမူကားထိုသူတို့ဒီဖျားသခင်တားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရ ဂျာလတန်ဘာကြောင့်ဒီလိုပြောလဲဆိုတော့ peace maker อืมရန်ငိမ့်စီတဲ့သူဆိုတာ peace maker อืมဒါမဲ့အေးဝင်ကလေးခြေစွတ်ဆွတ်တဲ့သူကိုလည်းอืมအဲ့ဒီအေးဝင်ကလေးကိုလည်းခြေစွတ်လို့ပြောတယ်เนาะဒါကြောင့်ဒီမှာနှုတ်ဘတ်တော်ထဲမှာဘာပြန်တွေ့ရသေးလဲဆိုတော့နှစ်ကောငါပိုင်ငယ်ဆက်ကောမှာလူမီဒီကခရစ်တော်၌ရှိလင်အသစ်ပြုပြင်တော့သတ္တဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီ ပိုင်ငယ်၈၈မှာထို့သောဖြစ်တော်ဘုရားသခင်ဤတကောတော်အပြင်ဖြစ်ကြ၏ဘုရားသခင်သည်ယေရှုခရစ်အပြင်ငါတို့ကိုယံငါတို့ဤယံကိုငြိမ်းစေ၍ကိုယ်တော်နှင့်မိသားယာဖွဲ့စေတော်မူ၏ထိုမိသားယာတရားကိုဟောရသောအခွင့်အရာကိုငါတို့၌အပ်ပေတော်မူ၏တဲ့ဘလောက်ကောင်းလိုက်တယ်မဲ့စိတ်ချင်ဆိုတော့အတိတ်ဘေကနောက်ဆုံးပြောမယ်ဆိုတော့ဟောသူကအေးချမ်းနေတဲ့တရားမဟုတ်ဘူး ။ तू ခရစ်တော်ကိုမယားရင်ဖះနဲ့ तू ကယန်သူ။ယန်ဖြစ်နေတာမိသားယာပြက်နေတာ။ဆိုတော့ကျွန်တော်တို့ကယန်ငိမ့်စေတဲ့သူဆိုတာပါလေ။သူခရစ်တော်ရဲ့သတင်းစကားအကြောင်းပြောမှာပေါ့အေဝံဂေလိဟောတာပေါ့တနည်းအားဖြင့်အေဝံဂေလိခြေစွပ်ကိုဆွတ်လိုက်တာအာမင်ပြောလိုက်တဲ့အခါမှာသူနဲ့ဖခင်ကြားမှာယဉ်ငိမ့်သွားမယ်ဆိုရင်သင်ဟာဖခင်ရဲ့သားတော်တဲ့ hallelujah hallelujah now จําไปตะคูแลရှိသေးတယ်အဲ့ဒါကပါလဲဆိုတော့ဖခင်ရဲ့မဟာစီခိုင်းချက်တခုလဲဖြစ်တယ်လေเนาะဟုတ်ကဲ့တော့တခင်ရှုခွတ်တော်ကသူရှင်ပြန်ထမြောက်ပြီးတော့မှရေပောင်40ရေဘဲရုံနဲ့နေတယ်အဲ့ချိန်မှာဘာပြောလဲဆိုတော့ရှမတဲ28 29 20မှာ တင်းတို့သွားယူလူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလက်ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်နာမ၌ပေဒစ်ဆံကိုပေးကြလောငါဒီတင်းတို့အားဘေးတမျှသောပြည့်ညက်တော်တို့ကိုဆောင်းရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလောငါဒီလက်ကကပါကုန်ဒီတောင်တင်းတို့နဲ့ အတူအစမပြည့်ရှိသည်ဟုတပည့်တော်တို့အားမိန်တော်မူ၏တဲ့ဆိုတော့ခုနပြောတဲ့အရာပေါ့နော်လူတိုင်းပြောရမလားဆိုတော့မဟာစေခိုင်းချက်မဟာစေခိုင်းချက်ဖရာရဲ့မိန်မာခဲ့တဲ့အရာနောက်ဆုံးမိန်မာတဲ့အရာဆိုရင်မတမအရေးကြီးတဲ့နောက်ဆုံးတော့ဖြစ်တယ်လမ်းခွဲကန်နီးတပည့်တော်တွေကိုပြောတဲ့အရာအာမင်ဆိုတော့ဒါလုတ်ပါမဟာစေခိုင်းချက်ဖြစ်တယ်ဆိုတော့ဒီမဟာစေခိုင်းချက်ကိုကျွန်တော်တို့ကလုတ်ရမလားဆိုရင်တော့မမေ့သင့်ဘူးလို့တောင်ထင်ပါတယ်ဟုတ်ကဲ့လုတ်ကို လောက်ရမယ့်အရာဖြစ်တယ်ဆိုတာပဲပြောချင်တယ်ဆိုတော့နောက်ဆုံးမိခွန်းလေးတစ်ခုအာဆရာမအောင်လေးမိချင်တယ်အဲ့ဒီမိခွန်းကပါလဲဆိုရင်တော့ယုံကြည်သူတယောက်ကအေဝံဂေလိတရားကိုဟောပြောအံ့သောငါပြင်ဆင်သောအဖြစ်တည်းကိုခြေစွလို့ကျမ်းစာပြောတယ်အဲ့ဆိုတော့ဒီအေဝံဂေလိခြေစွကိုမဆွရင်မဝင့်ရင်မဖြစ်မလဲอืม ဒီခြေဆုပ်ကိုမဝင့်ဘာဖြစ်မလဲဆိုရာကအိမ်မှာညမလေးနေတဲ့အရာဖြစ်တယ်เนาะအဲကြောင့်လဲဆိုရခါမှာကျမတို့အာကျမတို့ဒီလက်ရှိသက်ရှင်ခြင်းမှာလဲခုနကကျမတို့ပြောပြပြီလေเนาะအပြင်သွားမယ်ဆိုလို့ရှင်ဖဏတ်ဝတ်တယ်ဖဏတ်တောင်မှနော်ကိုနဲ့လိုက်မဲ့အရာလှပတဲ့အရာဝတ်တက်ကြတယ်လေเนาะဆိုရခါမှာဝိညာဉ်ရဝိညာဉ်ရရအမြင်နဲ့ကြည့်မယ်ဆိုလို့ရှင်လဲဖရာကကျမတို့ကိုခြေဆုပ်ဝတ်ဖို့ရန်တို့အလိုတော်ရှိတယ်ဆိုတော့ဒီခြေဆုပ်မဝတ်ဘဲနဲ့ကျမတို့တတာကသွားလာမယ်ဆိုလို့ရှင်ကျမတို့ဖြစ်တတ်တဲ့အရာလဲကဘာလဲဆိုရခါမှာညင်သက်ချင်းပျောက်တတ်တယ်ဝမ်း ကျွန်တော်အထဲမှာငိန်သက်ခြင်းပျောက်တတ်တယ်။နောက်ဆိုဧဝံဂေလိတရားငိန်သက်ခြင်းတရားနော်။ငိန်သက်ခြင်းတရားညံကိုငိန်စေတဲ့အရာ။တို့ကျွန်တော်တို့ကဒီဟာကိုမပြောတော့မဝတ်တော့ဘူးလို့နေလိုက်ပြီဆိုလို့ရှင်ကျွန်တော်တို့အထဲမှာပေါ့နော်။တခခုလိုနေတယ်လို့ခံစားရလိုက်မယ်။ကိုယ်မှာရှိနေတဲ့ဒင်းကောင်းကြီးကိုမပြောဘူးဆိုလို့ရှင်ဒီငိန်သက်ခြင်းကြီးပျောက်တတ်တယ်။ နောက်တစ်ခုကပေါ့နော်။ကျမ်းစာထဲမှာဗာပြောထားလဲဆိုတဲ့အခါမှာရှင်ယောဟန်၁၄မှာဆိုရှင်ငြိမ်သက်ခြင်းကိုတင်တော့နိုင်ငါထားခဲ့ဤ။ငါ့ငြိမ်သက်ခြင်းကိုတင်တော့အားငါပေးဤ။လောကီသားတို့ပေးတကယ်တော့ငါပေးဒီမဟုတ်။တင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရင်တို့လို့ခြင်းမရှိစေနဲ့တဲ့တသခင်ရှုကပြောခဲ့တဲ့အရာဖြစ်တယ်။ကျမတို့ကိုငြိမ်သက်ခြင်းပေးခဲ့တယ်တဲ့။ဆိုတော့ဖခင်ရဲ့ငြိမ်သက်ခြင်းအแทမှရှိမှတာလင်းကျမတို့ကလောကရေးရာအလုံးကိုယင်ဆိုင်နိုင်မယ်ကြော်လွှားနိုင်မှာဖြစ်တယ်။မှန်တယ် အဲကြောင့်မလို့အဲ့ငိန်သက်ချင်းနဲ့ရှင်တဲ့အင်္ဂလိပ်သတင်းစကားကြီးကိုကျွန်တော်တို့မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ထဲမှာတခုခုလိုနေလို့ခံစားရလိမ့်မယ်အဲ့ဒါတခါကျရင်ပျောက်သွားမယ်ပျောက်သွားပြီဆိုလို့ရှင်တင်းတိုင်မှာပြန်ပြီးတော့မှအဲ့ဒီဖရားရဲ့ငိန်သက်ချင်းနဲ့ရှင်တဲ့အင်္ဂလိပ်ကိုဟောချင်တဲ့စိတ်တွေကိုဖရားကိုပြန်တောင်းဖို့အတွက်အရေးကြီးတယ်။ဆရာမအခုပြောတဲ့အခါမှာကျွန်တော်တက်တေထူလို့ရတာတခုရှိတယ်။ဟုတ်ကဲ့။ဆိုတော့ဖရားလူတွေကပြောတယ်လीနော်ကျန်းစာတွေမှာလည်း အင်္ဂလိပ်မဟုတ်ရင်သူ့အယိုးတွေကတကယ်ပဲတောက်လောင်တယ်လို့ခံစားရတယ်ဆိုတော့အแทးမှာဖြစ်နေတဲ့ဟာကြီးပေါ့နော်ရှိနေတဲ့ဖရားရဲ့တကူကြီးကိုလူတွေကိုပြောပြတဲ့အခါမှာညင်သက်တယ်လို့ပဲတချို့မေးတယ်ဆရာဘယ်အချိန်မှာအပျော်ဆုံးလဲဆိုရင်ကျွန်တော်အင်္ဂလိပ်ဟီထွက်တဲ့ချိန်အပျော်ဆုံးပဲအာမင်အဲ့ဒီအချိန်လောက်ညင်သက်တာမရှိဘူးအဲ့ဒီအချိန်မှာဟိုအင်္ဂိစာတွေနော် မိသားစုကိစ္စတွေအမျိုးကိစ္စတွေတကူမကိုမပူတာမပူဘဲနဲ့ဖရတာဝန်ယူမယ်ဆိုတော့အရာကြီးရလေကို့ထဲမှာအပြည့်ရှိနေဒါကြောင့်ခုနဆင်မပြောတဲ့အရာကိုကျွန်တော်ကိုယ်တိုင်ဟိုတက်တည်ထူတာပေါ့နော်ဟုတ်တယ်အရင်မှန်တယ်ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့အာကျွန်တော်တို့ဒီ ministry ဆယ်နှစ်တက်တန်းရှိပြီပေါ့နော်အဲ ministry ဆယ်နှစ်မှာဆိုလို့ရှိရင် ministry ရဲ့6နှစ်ဝန်းကျင်ပေါ့နော် အစားကနေ6နှစ် ကျော်ထီလောက်ကတော့ဆရာကတော့ဟိုအများရမ်းပဲအင်္ဂလိပ်သွားတဲ့ခါမှာတယောက်တည်းသွားလေးရှိတာပေါ့နော်ကျမကတော့တိတ်မပါဘူးပေါ့နော်အင်္ဂလိပ်သွားတဲ့ချိန်တွေမှာဆိုတော့ခါမှာအဲ့လိုမျိုးချိန်တွေမှာဆိုလို့ရှိရင်ဆရာကအင်္ဂလိပ်ညသူသွားတဲ့ခါတိုင်းမှာဆိုလို့ရှိရင်သူသူကကျမတယောက်တည်းအိမ်မှာနေခဲ့ရင်မစိတ်ချလက်ချောက်သွားနိုင်တယ်တဲ့ကျမအမြဲပြောတယ်ကျမကျွန်တော်လုံးဝမစိုးရိမ်ဘူးတဲ့ဖခင်တောင်းဝန်ယူမယ်အဲ့စကားပေါ့နော်ကျမကလည်း အလွမ်းမိုးစေတယ်ညင်သက်ချင်းဖြစ်စေတယ်နှစ်သိမ့်ချင်းလည်းဖြစ်စေတယ်ဩအဆရာကရှေ့တန်းကနေဘုရားကိုအစေခံနေတော်သူဖြစ်တယ်ကျမကနောက်တန်းကနေပြောမှဆူတောင်းချင်းနဲ့ပန့်ဖို့မယ်ဆိုတဲ့အရာအပြည့်လည်းရှိတာပေါ့နော်ဆိုတော့ခါမှာဒီရဲ့ဟိုတက်တီခံချက်ကိုလည်းကျမရဲ့တာထဲမှာလည်းအများကြီးတိုးထိချင်းခံစားရတာပေါ့နော်နောက်တစ်ခုကကျတော့အင်္ဂလိပ်တင်းစကားမဟုတ်ဘူးဆိုလို့ရှိရင်မဖြစ်တတ်လဲဆိုတော့ဝိညာဉ်ချစ်စိတ်မရှိတော့ဘူးဒီချစ်စိတ်ကိုတင်မဆွတ်ဘူးဆိုလို့ရှိရင် ဝိညာဉ်ချစ်စိတ်လည်းတင်ပျောက်သွားပျောက်သွားတတ်တယ်။တကူကောင်းဆန်တဲ့စိတ်ရှိလာတယ်။ငါအတွက်ငါကောင်းစားဖို့ဘယ်အခါမှာငါအစဉ်ပြေဖို့ဆိုတဲ့အရာငါကြွယ်ဝဖို့ဆိုတဲ့အရာဖြစ်ပြီးတော့မှတကူကောင်းဆန်တဲ့စိတ်တွေရှိတတ်တယ်။ဝိညာဉ်ချစ်စိတ်ပျောက်သွားတတ်တယ်။အကြောင်းကျွန်တော်တို့ဒီဟာ yeah အမတမတတိထားရမယ့်အရာတကယ်တော့စัจ jara ထက်တောင်တန်ဖိုးရှိတယ်လို့ပြောတယ်လေနော်ဝိညာဉ်ကအဲ့ဒီဝိညာဉ်ကိုချစ်တတ်ဖို့ကကျွန်တော်တို့က သင်ယူဖို့လိုတယ်။အဲအကောင်းဆုံးနီလန်းဆရာမအခုပြောလိုက်တဲ့အခါမှာအဲတချို့လူတွေဒီနေ့ရမယ်ထင်ပါတယ်။ဒီနေ့ဒူအောင်ဆန်တယ်လို့ထင်တယ်ဒါမှမဟုတ်ရင်ညီသက်ချင်းပျောက်နေတယ်လို့ကိုကိုကိုခံစားရဆိုရင်အင်္ဂလိပ်ပြောပါ။အာမင်။ထွက်ပါ။အာမင်။ဟာမြန်မာပြည်မှာဆိုရင် ပြောစရာအများကြီးရှိတာ။ when mere is a bari no ရိတ်စရာတွေအများကြီးရှိတယ်အခုဩစတြေးလျတို့ဘာလို့မှဆိုရင်တော့ဟိုလဲကွက်နေတယ်ပေါ့လောက်ကွက်နေတယ်ပေါ့ဒါမဲ့ ကျွန်တော်ယုံကြည်တယ်မြန်မာပြည်မှာဆိုတာကအင်မတန်မှအာဆာငတ်နေတဲ့ချိန်နဲ့ဖြစ်နေတယ်လူတွေကဆာငတ်နေတယ်လူတွေကအခုခုရှာနေပြီဟုတ်တယ်เนาะအဲ့လိုချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အင်ဝီလီဟောချင်းကငြိမ်သက်ခြင်းကိုရစေတယ်ဝိညာဉ်ချစ်စိတ်ကိုလည်းဖြစ်စေတယ်လို့ပြောတယ်ဆိုတော့ကဲငြိမ်သက်ခြင်းပျောက်သွားရင်ကိုအာကျန်းစာကကျွန်တော်တို့ကို ပြန်ပြီးတော့ဖိလစ်ပိထဲမှာဆိုရင်မစိုးရိမ်မဲနဲ့ဆူတောင်းဖို့လည်းပြောထားရနော်ဆီမဟုတ်တယ်ဆိုတော့ဖိလစ်ပိအော်ရာဆာခန်းကြီးလေးအပိုင်ငယ်6ကနေခုမှဘာပြောလဲဆိုတော့အဘယ်အမှုကိုများအစိုးရင်ချင်းမရှိပဲအရာရာ၌ဂျေဇူရကိုချီးမွမ်းခြင်းနဲ့တကွဆူတောင်းပတနာပြုတော်အဖြစ်သင်တို့တောင်းပါလို့တော့အရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလို့ထို့တို့ပြုလင်အဘယ်သူမျှကြံရိပ်မမီနိုင်သောဘုရားသခင်ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်လုံးတို့ကိုဆောင်းမလိမ့်မည်တဲ့ ဆိုတော့ငြိမ်သက်ခြင်းပြောင်းနေပြီဆိုလို့ရှင်ဘုရားစီကိုပြန်လဲချင်းကပ်ပါဘုရားစီကိုပြန်လဲတိုးဝင်ပါဘုရားစီကိုပြန်လဲပြီးတော့မှကိုးကွယ်ပါ ဒါဆိုရင်တင်းရဲ့တာရဲမှာပျောက်နေငြိမ်သက်ခြင်းတွေเนาะရောက်ရှိလာမယ်ဖခင်ရဲ့အဲပေးတဲ့ငြိမ်သက်ခြင်းရောက်ရှိလာပြီဆိုလို့ရှိရင်တင်းတာရဲမှာစိုးရင်စရာတွေပူပန်စရာအားလုံးကအေးပျော်သွားတယ်လုံးဝကိုအေးပျော်သွားတယ်နောက်တစ်ခါကျတော့အဲ့လိုမျိုးစိုးရင်စိတ်တွေလောကပေးတဲ့အရာပျောက်သွားပြီဖခင်ငြိမ်သက်ခြင်းလာပြီဆိုလို့ရှိရင်ခုနကျွန်တော်တို့ပြောနေတဲ့အင်္ဂလိပ်ခြေဆုပ်ကိုဆွတ်ခြင်းနဲ့စိတ်တွေလည်းဖခင်ကပြန်ပြီးတော့မှ ထက်ပေးထက်ပေးမှာဖြစ်တယ်လို့เนาะဒါကြောင့်ဒီနေ့မိသားစုများဒီရဲ့အာဘုရားခင်ပြင်ဆင်ပေးလက်မျက်စုံများတဲ့ကအာကျွန်တော်တို့ပြောနေတဲ့အရာအင်္ဂလိပ်ခြေဆွတ်ဆိုတဲ့အရာကကျွန်တော်တို့အနေနဲ့အဲဒီတိုင်းလေးကြားလိုက်တဲ့အရာဝန်ခံလိုက်တဲ့အရာရွတ်ဆိုလိုက်တဲ့အရာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြော်သွားတတ်ပင်မယ်ဒီနေ့ဒီဟာကိုကာကနနလေးတေချာကျွန်တော်တို့ဆွေးနွေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီရဲ့ငြိမ်သက်ခြင်းနဲ့ရှင်တဲ့အင်္ဂလိပ်တွင်စကားကြီးကအင်မတန်မှကျွန်တော်တို့တာမှာလိုအပ်နေတဲ့အရာတစ်ခုကြီးဖြစ်တယ် နေတာတင်းတဲ့တာထဲမှာဘုရားအတွက်အစေခံနေတယ်အာနော်အာဒီ volunteer ဖြစ်လက်ဆက်ကနေရမယ်ထိုးဖောက်မှုတစ်ခုမရသေးဘူးလို့တင်ခံစားရလို့ရှိရင်အင်္ဂလိပ်စာဟောကြည့်ပါတင်းရဲ့အလုံးမှာအာစပြီးတော့မှဘုရားရဲ့ကောင်းမခြင်းကိုတည်တည်ခံကြည့်ပါတင်းရဲ့မယုံကြည်တဲ့မိတ်ဆွေကိုဘုရားကျမ်းကိုခေါ်ကြည့်ပါတင်းတာထဲမှာလူတွေမပေးနိုင်တဲ့ဘုရားရဲ့ငြိမ်သက်ခြင်းနဲ့ရှင်ရဲ့ဝမ်းမြောက်ခြင်းကြီးတွေတင်းအထက်မှာ ပြန်လည်ပြီးတော့မှဖေကပေးမှာဖြစ်တယ်အာမင်ဒီရဲ့နှုတ်ပတ်တော်ဖြစ်ခွန်အားရရှိမယ်လို့ယုံကြည်တယ်ဒါကြောင့်အားလုံးကိုကျွန်တော်တို့ဆုတောင်းခြင်းနဲ့ဒီရဲ့ program ကိုအဆုံးသတ်မှာ ဖြစ်တယ်ခနာလာတက်တာတွေကိုစကားနှံကြရအောင်ဆရာကနေပြီးတော့မှဆုတောင်းပေးတော့မှာဖြစ်တယ်အာမင်အာမင်နှုတ်ပတ်တော်ကိုနှလုံးသားထဲမှာဖခင်ရဲ့အလုံးလုံးချင်းရှိဖို့ခနာလောက်ဆက်ကြရအောင်အာမင်အသက်ရှင်သောထာဝရမြတ်စွာဘုရားသခင်ကိုရိုင်းနာမတော်ကိုအထူးပဲချီးမွမ်းနေဒီကနေ့မှာကိုရော ငြိမ်သက်ခြင်းနဲ့ရှင်သောဧဝံဂေလိတရားကိုဟောပြောအံ့သောငါပြင်ဆင်သောအဖြစ်သည်ဟူသောခြေစုပ်ကိုလည်းခံရကြလို့လို့ပြောပါတယ်။ဒါကြောင့်ကိုရောဒီအရာကိုလက်တွေ့လှုပ်ဆောင်နိုင်ဖို့ဝိညာဉ်တော်ဖျားဒီကနေ့မှာကျွန်တော်တို့ကိုနားလေစီပြီးဖြစ်လို့ခြေစုပ်တင်တယ်။ဧဝံဂေလိသတင်းစကားသည်ယဉ်ငြိမ်ခြင်းတရားဖြစ်တယ်။ဧဝံဂေလိသတင်းစကားသည်ငြိမ်သက်ခြင်းသတင်းစကားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့သိတယ်။ဒါကြောင့်ကိုရော ဒီတိပီးသားအရာကိုလက်တွေ့လှုပ်ဆောင်နိုင်ဖို့ကိုရောခွန်အားပေးပါလူတွေကိုဖျားမြတ်တာကိုပြောပြပြီးတော့သူတို့တွေတရောက်မှဘယ်သူမြပျက်စီးခြင်းတို့မရောက်ပဲနဲ့ထာဝရအသက်ရစေဖို့ဖျားလို့တော့ရှိတဲ့အတိုင်းပဲလှုပ်ဆောင်နိုင်ဖို့ဝိညာဉ်တော်ဖျားကဆက်လက်၍လမ်းပြပို့ဆောင်ကောင်းချီးပေးပါနှုတ်ပစ္စရှာကိုဖွင့်ရဲသောလူများဖြစ်စီပါအေဝံဂေလိခြေစွပ်ကိုအမြဲတမ်းအသစ်ပြင်ဆင်ပြီးဆွတ်ထားသောအာတွားမဲ့ပန်းနိုင်ကို တည်သောသာသမီများဖြစ်ပေါ်ရန်အတွက်လည်းမဆာကောင်းချီးပေးပါဂျေဇုနဲ့ကိုတော်ကိုချီးမွမ်း၍သာရမြတ်သခင်ယေရှုနာမ၌စကန်နဲ့ဆုတောင်း၍ဒီအစီအစဉ်ကိုရောက်သိမ်းကြပါ၏ဖာအာမင်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  ။ရှင်တိတ်ကောင်းမြတ်တဲ့ဒီနှုတ်ပတ်တော်အဖြစ်ကောင်းကြီးရှိမဲ့လို့ယုံကြည်ပါရယ်။ Now Grow with David Mercy Program များမှာလည်း Celebrate မှာဒီလက်နက်စုံများကိုဆွေးနွေးတော့မှာဖြစ်တဲ့ခွန်အားယူကြရအောင်၊ share ကြရအောင်၊လက်တွေ့တက်တာမှာလည်းကျင့်သုံးကြရအောင်။အရာတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ။ MWTV program အဖြစ်ခွန်အားရရှိမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ခွန်အားရရဆလို့ရှင် like and share လုပ်ပေးဖို့ရန်အတွက်လည်းတောင်းဆိုချင်ပါတယ်မြန်မာ worship ministry ရဲ့လှူရှာမှုများကိုပိုမိုသိရှိချင်တယ်ဆိုလို့ရှင်မြန်မာ worship website myanmarworship.com ကိုလာရောက်လည်ပတ်ရန်အတွက်ဖိတ်ခေါ်ချင်ပါတယ်မြန်မာ worship ရဲ့ social media platform များဖြစ်တဲ့မြန်မာ worship facebook page instagram youtube channel tiktok channel viber group telegram group နဲ့ podcast channel များကိုလည်း like and subscribe လုပ်ပေးဖို့ရန် တို့လည်းတောင်းဆိုပါစေရှင်။အရောက်တိုင်းကိုနောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ရမယ်လို့ယုံကြည်မျှလင့်ပါရယ်။ကြားရှင်ကောင်းကြီးပေးပါစေ။မဝရှိမနီစထရီနဲ့အရင်နေ့ထိတောင်းသစ္စာရှိစွာဖြင့်အမှုရမြတ်ချက်မှလက်သွဲစေခံသောမိသားစုများအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းဖော်ပြပါရစေရှင်။ ဆက်လက်ပြီးတော့မှဖျားခင်နိုင်ငံတော်တာရွေ့ကျပြန်စွာပြေလောက်ဆောင်ခြင်းမှာလက်တွဲစေခံဖို့ရန်အတွက်မိသားစုများအားလုံးကိုဖိတ်ခေါ်ပါရစေ။လက်သွဲစေခနိုင်မဲ့နီလန်သုံးမျိုးကိုပေါ်ပြပြစေရှင်ပထမနီလန်ကတော့ prayer ဆုတောင်းခြင်းပဲဖြစ်ပါတယ်မိသားစုများရဲ့နောက်ကိုရနေဆုတောင်းကူညီခြင်းအထူးပဲလိုအပ်ပါတယ် ဒုတိယနီလန်းကတော့ provision ဝေးချေအားဖြင့်ထောက်ပံ့ခြင်းပဲဖြစ်ပါတယ်။အလွယ်ကူဆုံးပေါ်ဝင်နိုင်မယ့်နီလန်းကတော့ myanmarworship.com/partner မှာတွားရောက်ပြီးတော့မှလွယ်ကူစွာဖြင့်ပေါ်ဝင်နိုင်ပါတယ်။ myanmarworship patron paypal နဲ့ zelle account များမှာလည်းလာစီနှုတ်ပတ်တော်မျိုးစေ့များကိုကြက်ချင်းအားဖြင့်ပေါ်ဝင်နိုင်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ယဉ်ကျေးသူများအတွက်လွယ်ကူစွာဖြင့်ပေါ်ဝင်နိုင်မဲ့ဘဏ်ခေါင်များကိုလည်းပြင်ဆင်ပေးထားပါရရှင်။တတိယနီလန်းကတော့ Praise Report တတိခံခြင်းလည်းဖြစ်ပါတယ်။ တရင်တက်တာမှာကောင်းချီးမင်္ဂလာခံစားရတဲ့အရာများနဲ့မြန်မာဝက်ရှိ Ministry အဖြစ်ကောင်းချီးမင်္ဂလာခံစားရတဲ့တက်တဲ့ခံချက်များကို ပြန်လည်ဝေမျှဖို့ရန်အတွက်အရာတိုင်းကိုဖိတ်ခေါ်ပြစေရှင်။မိသားစုများရဲ့တက်တဲ့ခံချက်များအဖြစ်အရာတိုင်းကောင်းချီးမင်္ဂလာခံစားရပါတယ်။ဒါကြောင့်ဒီနီလန်သုံးရအဖြစ်မြန်မာဝက်ရှိ Ministry နဲ့ဆက်လက်ပြီးမှအမှုတော်မြတ်ချက်မှာလက်သွဲစီကံဖို့ရန်အတွက်ဖိတ်ခေါ်ပြစေ။အရာတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ။